အားလုံးမင်္ဂလာပါအာဒီနေ့ကျွန်တော်နဲ့ရင်းနေအပြင်ဦးလင်ကိုရောက်နေရပါတော့အဓိကဒီတိုင်းပဲအလဲလာတာပါဒါပေမဲ့အဲကျွန်တော်တို့နှစ်ယောက်ကအခန်းတက်ခံဝယ်ထားပြင်မို့ရှိရနေအိမ်ပြောင်းဖို့ပေါ့နော်ပြောင်းဖို့ရှိခါကျတော့ကျွန်တော်တို့နဲ့အခန်းပြင်နေကြ handcraft ကိုမေးရကျွန်တော်တို့အခုလက်ရှိနေနေတဲ့အိမ်မှာ wall station လောက်တာလဲ handcraft နဲ့ပဲလောက်တာကျွန်တော်တို့ vlog လေးတောင်ရိုက်ထားတယ်သူတို့ဘယ်လိုပြင်ကောင်းမလဲဆိုပြီးတော့မှ idea မေးတဲ့ခါကျတော့ဟိုမင်းတို့ပြင်ဦးလင်ရောက်နေဆိုလို့ရှိရင်နဲ့သူတို့တာဝန်ယူပြီးတော့မှ interior decoration လုပ်နေတဲ့အဲအိမ်လေးတိုင်ရှိရပေါ့နော်အဲ့အိမ်ကိုသွားကြည့်ကြည့်လိုက်အဲ့အိမ်က design လေးကြိုက်တယ်ဆိုလို့ လို့ရှိရင်ဒီလိုပုံစံလေးအတိုင်းလုပ်လို့ရတယ်လို့ပြောရနေကျွန်တော်တို့လမ်းကြုံလို့ဝင်ကြည့်ရအိမ်ကတော့အခုလက်ရှိ landscape တွေပါပြီးမပြီးသေးဘူးဆောက်လက်ဆပဲရှိသေးတယ်အဲအထက်ဘက်မှာ interior decoration ဘိုင်းတွေပါရတော့တော်တော်လေးကိုပြီးသွားပြီပေါ့နော်အဲအဲ့ဒါနဲ့အဲ့ဟာကိုဝင်ပြီးလာကြည့်ပြီးတော့မှ idea လာယူတာပါလို့လဲ design ကြိုက်လားမိုက်လားမမနာဖတ်လောက်နေရဟာဒီလိုအိမ်လေးကိုယ်တိုင်စောက်နိုင်အောင်လို့ อ๋อมันเนฟัสลงจ๋ามะโลล่ะโหมาตรุอลุตมะหลู่เลยပြောတယ်ကိုယ်တိုင်စောက်ပါမယ်ဒီနေ့ကစစောက်လို့ရပြီလားကောင်းလားအိမ်စောက်တယ်ဆိုတာငါစောက်မယ်လို့ပြောရလေအေးလေစောက်လို့ရမယ်လေငါစောက်မယ်လို့ပြောရမဟုတ်ဘူးတွန်းတကားနှစ်ချက်ဖွင့်နေတာအိမ်ထဲဝင်ရဝင်ကြည့်မလားဖတ်ကြည့်ရပါဘူးခင်ဗျာအိမ်အော်ဒါဆိုလို့ရှိရင်ဝင်လာခြင်းမှာဆိုတာဖနက်စင်စတွေ့ရတယ်ဗောနော် ဒါထူးခြားတာဆိုလို့ရှိရင်ဒါဆိုလို့ရှိရင် solid circuit ပေါ့နော်ကြောက်ပြားရည်ဒီကြောက်ပြားရည်ပုံမှာကြည့်ဆက်ရတစ်ချမ်းမှမပါပဲနဲ့ဒီလိုကိုွေးထားအဲကမ်းမှာဆိုရင်ပတ်ပတ်တယ်ကတဘာဝအလေးအောင်ရအောင်လို့ဗဒင်းမောက်တွေအကုန်လုံးဖွင့်ထားတယ်ဒါကခုနကြီးရေးကြည့်ထားတာသူကစံသက်တဲ့ကြောက်ပြားပေါ့နော်အမပဲဒီဇိုင်းလို့လုပ်ထားတာကြောက်ပြားအစ်စ်ထက်လေသူကဈေးသက်တာလေအဖီလေးကကြောက်ပြားစစ်တိုင်းမှာစစ်တိုင်းမှာဒီမှာလေအေးညာ လမနိတ်မဟုတ်ဘူးဒါမျိုးလမနိတ်တွေလည်းရှိတယ်ကြောက်ပြားမဟုတ်ဘူးဒီဖီလင်မရအောင်ဒီဖီလင်မရအောင်ဒီလိုကြောက်ပြားလိုဖီလင်မျိုးမဟုတ်အဲဖျားစင်ကြတော့ဒီမှာ modern design မျိုးလှုပ်ထားတယ်စင်သက်သက်နဲ့ပဲလှုပ်ထားတယ်အောက်ကတော့သူလမနိတ်ကတ်ထားတာသူကဒီနေရာလေးကိုသူကဇောင်းလေးယူတာဇောင်းလေးယူထားပြီးဒီထဲမှာမီးထည့်ထားတဲ့အတွက်ကြောင့်ဒီမီးကနေလို့ဖြာပြီးတော့ထွက်တာပေါ့နော်ဒါဖျားသာတကယ်ဒီနေရာမှာထားလိုက်ရင်အရန်သက်ပယ်သွားမှာဒါသတိလေးဆိုပေမဲ့ဒါလေးတွေကအရေးကြီးတယ် ီဘက်မှာဆိုလို့ရှိရင်လည်းဒါဖျားပန်းလေးဖို့အတွက်ပြဘေးစင်ထားတာပြတာပေါ့နော်ဒါမြန်မာတွေရဲ့အိမ်ဒီမှာဒါအမှန်အရေးကြီးတယ်ဒီမှာဖျားပန်းလက်တစ်ခါတည်းဖျားကိုကတ်ရုံပဲအဲ့ပြီးလို့ရှိရင်ဒီမှာကိုတံပိုးထားတဲ့ပစ္စည်းလှလှလေးတွေဖျားစင်နဲ့ပတ်သက်တဲ့ပစ္စည်းတွေကိုဒီမှာအလှတင်ထားလို့ရတာပေါ့နော်ဒီမှာလောက်ကလိုက်တီထည့်တာပြတဲ့ခါကျတော့ပို့ပြီးလှတယ်ဟိုမှာတကားလှုပ်ထားတာတော်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 မိုက်တယ်သူရဲ့ထူးခြားချက်ကအောက်မှာ line လုံးဝမပါဘူး အောက်မှာလိုင်းပါပြီဆိုလို့ရှိရင်ဟောဆိုဖုန်နှဲတာတော့ဘာလို့ဆိုလို့ရှိရင်အဲ့မှာကြီးရဝင်တာဘာညာဖြစ်တယ်ကြာလို့ရှိရင်တွန်းအပြူရတာကြက်သွားတာမျိုးရှိတယ်ပြီးရင် तू ကလေးဆင့်လောက်ထားတဲ့ခါကျတော့ဒီတကားအပြည့်ပိတ်လို့ရပါမယ်တစ်ချက်စာနေရာပဲပေးရဒီအိမ်လေးကတထက်အိမ်ပေါ့နော်ဒါပေမဲ့အောက်မှာ तू ကကားကူရောင်နေရာလေးပါတယ်ပေါ်လဲခေါမိုးလဲတက်လို့ရတယ်ဒီတက်ဖလော်ထဲမှာပဲဆို Master Bedroom သုံးခန်းကြကြဝုန်းဝုန်းနေလို့ရအောင်ပါဒါဆိုလို့ရှိရင် Master Bedroom ကိုမှကျယ်ကြီးပဲ ။အော်ဒီမှာဆိုလို့ရှိရင်ဒါကိုယ့်ရဲ့ပစ္စည်းပစ္စည်းအားလေးတွေထားလို့ရတယ်။အိမ်မပွားတော့ဘူးပေါ့နော်။ဒါဆို hand crate ရဲ့ idea နဲ့တို့ရဲ့လက်ရာနဲ့ပေါ့။အဲပြီးရင်ဒီမှာဒီတုံးထားတဲ့အရောင်လေးတွေလည်းနုရယ်။အခန်းလေးပုံပြီးကျဲတယ်လို့ခံစားရတယ်။ဒီဟာကတော့အပြင်ကိုထွက်လို့ရတဲ့ဒီဇိုင်းလေးပေါ့ဒီမှာ။ဟောတခါတည်းအိမ်ပြင်ကိုတန်းထွက်လို့ရတယ်။ဒီဘက်မှာလည်း cabinet တွေအပြည့်ပါတယ်။အဲ့တော့ဒီမှာ wash station လုပ်လို့ရရပေါ့နော်ကိုကွန်ပျူတာထားမလားအလုပ်လုပ်မလားအာဒီအရောင်ရွေးချလေးလှတယ် ဒီလိုတီးတန့်သူကဒီအခန်းကြီးထဲမှာနေရာပေးမထားအောင်အဲကြောင့်အခန်းကတော်တော်လေးရှင်းလင်းနေတာအမှန်တော့ဒီနေရာပုံမဲ့နေရာမျိုးပေါ့နော်အခန်းအဝင်အထွက်ဒါပေမဲ့ तू ကဒီမှာကက်ဘိနက်တွေအပြည့်ထည့်လိုက်တဲ့အခါကျတော့နေရာမပုတ်တော့ဘူးချစ်စရာလေးမှာအဲ sorry နဲ့အဲ့တော့ဘာနဲ့ရောလူလိုက်တော့မီနီဝေါကင်ကလော့ဆက်ကလေးပေါ့နော်အဲ့လိုတဲ့အောင်သွားတူတယ်ပုံမဲ့နေရာအရင်တန်မှုရှိသွားပေါ့ထီရောဒီမှာလိုလိုရင်းအင်းကြီးဝတ်စားကုန်ထားလို့ရတယ်ပြီးရင်ဒီဘက်လာလို့ရှိရင်ဒါ toilet ပိုင်းလိုက်လဲကြာဒီ toilet ထဲမှာလဲဒီ cabinet တွေအကုန်ပါတယ်မင်းကုံလေးမှန်လဲမှန်သဘောကျမှန်ကြီးဟိုးမြင်ထိထားတာပို့ပြီးတော့မင်းတကူလုံးလဲမြင်ရတယ်အခိုင်းနဲ့ပို့လွင့်သွားတာပေါ့ my soul master bedroom ကဒီမှာ view ကရမ်းမကြီးဒီနေရာတဒါတခါလုံးအပွင့်အဲရောထိုင်ရောကအေးဒီမှာကြည့်ချက်ပါကိုချလေးကလှောက်လိုက်တော့ အရာကလည်းလုံးဝကွာတတ်တန့်ရှင်းရှင်းလင်းလင်းထင်းထင်းလေးဒီကအကြိုက်ဆုံးကတော့ဒါလေးပဲဒါရရမ်းကြိုက်တယ်မိုဇာရိတ်လို့ခေါ်ရပါတော့အကြောက်ပြားအလှကလေးတွေခဏဆင်လို့ပဲဒီကြောက်ကွေးတာကွေးထားရယ်ကွေးထားပြီးတော့ဒါမီးဖို့ဟိုပါကလည်းရေကတ္တာထားမဲ့နေရာဒါဂွင်လောက်ထားရေကတ္တာမလာသေးဘူးပေါ့နော်ဒီနောက်မှာပလပ်ပလပ်ပိုင်းတွေပလပ်ပောက်တွေရှိတယ်ဘာညှော်ဆုပ်ဆက်မီးဖို့တော့ကာလာကိုတူးတုံလေးသုံးထားပါတော့နော်အပေါ်ကခဲအရင်လေးအောက်ကခဲအနုလေးအဲ့တော့ဒီမှာဟင်းချက်မယ် ပင်ငယ်ဦးဒီပလင်စားပလင်ပါကြဒီမှာအကုန်ယူတကယ်တော့ဒီနေရာတင်းတင်းလေးကပုတ်မဲ့နေရာလေးပေါ့နော်အခုတော့လုံးလိုက်တဲ့ခါကျနေရာမပုတ်တော့ဘာဒီဒါဆိုလို့ရှိရင်ဒီမှာလူဆွဲထုတ်လို့ရတာလေအာပကံပကံစင်းပကံစင်းမယ်ပကံစင်းပြီးဒီထဲမှာရေစစ်မယ်အဲ့တော့ပစ္စည်းတွေအကုန်လုံးကမီးဟိုးကြောင့်မှာပြန့်နေမှာပါသိလားမစီရှုံနေတော့ဒီပေါ်တွေမှာဆိုလည်းအဓိကမီးတွေထည့်ထားတာအရန်လှတယ်မလေးပကံအဲ့ဒါပကံအလှပကံနေထားမှာဟာဒါကြီးအမှန်မန္တကားတွေနဲ့မသွားလို့ရတယ်စိတ်ဆုံးကတော့ဒီအောက်မှာဒီလိုလေ မှန်ပါပရင်မောက်လို့မှန်လာတာများသောအားဖြင့်ဒီနေရာကပုံမှန်ဒီဇိုင်းဆိုလို့ရှိရင်လူတွေကဟိုကြောက်ပြားလို့ပေါ့အပိတ်ကြီးတွေပေါ့နော်ဒါဆိုအလေးအောင်လည်းရတယ်ကိုညှော်တိုင်းဟာဘာညာလုံမယ်ဆိုလို့ရှိရင်လည်းအညော်များပြီးခင်ဆိုရင်ဒါလေးကောက်ဖွင့်လိုက်ရင်ကိုယ်အိမ်ထဲမှာအနက်မနန်တော့ဒီမှာရှောက်လန်းနေဆိုလို့ရှိရင်မီးတွေကအိုးလိုင်းလေးတွေထားမှာလေလာမြုပ်ထားတာပြီးတော့ slide မီးတွေအိမ်ဘလောက်လှလာမီးထိုးတာမလှလို့ရှိရင်ဂွမ်းသွားအောင်အခုလိုလာကြည့်လိုက်တဲ့ခါကျတော့ဘာယူကကိုယ်အိမ်ပြင်လို့ရှိရင်ဘယ်လိုမျိုး ပစ္စည်းတွေကိုသုံးမလဲဘယ်ရောင်လေးတွေသုံးမလဲဆိုတာမျက်စိထဲမှာရုပ်လုံးပေါ်သွားတာ hand crack ကကြတော့ကွာ तू ကအားသာတော့ကိုယ်ပိုင်စက်ရုံရှိတယ်ပြင်သူက material တွေစုံတယ် design လှတယ်အလူစိတ်တယ်အသေးစိတ်တယ်ပေါ့နော်ဟိုဒါဆိုလို့ရှိရင်ဒါအင်ရှင်စိတ်ကြိုက်သူတို့တအိမ်လုံးပတ်ကားပြင်ပြီးထားတာအဲဒီလိုလဲခုဒီလိုရဲ့အခန်းလေးကိုပေါ့နော်အဲပြင်ဖို့ညာ idea လေးရပါပြီညာလင်းပွင့်သွားပြီဈေးစစ်ဖို့ပဲကြံတော့အဲအလိုပဲတက်တာလေးလောက်ပါတက်တာပါ